မက်စကရရီကတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Enemy Ghost 2025ဒီနေ့တင်ဆက်ပေးသွားမယ့်ဇလန်းလေးကတော့ drama movie လေးကိုမှတာမန် drama တိုက်လေးတွေနဲ့နည်းနည်းလေးကွဲထွက်နေတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။လူငယ်တွေကြားအချင်းချင်းဖြစ်တတ်တဲ့တေသနာလေးတွေ၊နှင်းပတ်နှိပ်စက်မှုတွေ၊အားနည်းသူကိုအနိုင်ကျင့်မှုတွေကိုကြည့်နေတဲ့လူကဘကက်လက်တွေ့ဘဝထဲမှာခံစားနေရသလိုဖြစ်စေမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇလန်းအစမှာတော့ချီမိုဆိုတဲ့ကောင်လေးတယောက် delivery အလုပ်လုပ်နေရပြီးထုံးစံအတိုင်းအီဘိုဆိုတဲ့ကောင်လေးကနောက်ကနေလိုက်ဖမ်းနေပါတယ်။ကံကောင်းကျင်တော့လွမြောက်သွားတာမို့လို့ကြံခဲ့တဲ့အီဘိုကတော့မချင်မနှက်တွေဖြစ်နေပါတယ်။ချီမိုကမိခင်အမားဖြစ်သူလိုလာအသက်ကြီးရောဂါဖြစ်နေတဲ့အဖိုးတို့နဲ့အတူနေထိုင်ပါတယ်။အလလတန်းစားမိသားစုလေးဖြစ်ပေမဲ့ချီကလောက်ငွေကြေးနဲ့ရောင်ရဲနိုင်ကြပြီးပျော်ပျော်ရွှင်ရွှင်နေတတ်ကြပါတယ်။ ချီမိုးရဲ့နေ့ရက်တိုင်းကတော့မနဲ့မိုးလင်းတာနဲ့အဖိုးဖြစ်သူကိုဆေးရုံမှာအပ်ပြီးစတိုးဆိုင်မှာဈေးရောက်ရတဲ့အလုပ်ကိုသွားရပါတယ်။ဒီနေ့မှာတော့ဆိုင်ကိုဈေးလာဝယ်တဲ့ကောင်မလေးကိုအီမိုတယောက်ငန်းချင်းညမ်းနေပါတယ်။တောင်တောင်ဖြောင်ဖြောင်ချောချောလေးဖြစ်တာမို့လို့ချီမိုတယောက်ငန်းလို့မဝခင်မှာပဲကောင်မလေးကမွေးနေ့မှာပျော်ရွှင်ပါစေဆိုပြီးပြောသွားလို့ပီတိတွေဖြာနေရပါတယ်။ဆိုင်အလုပ်ပြီးတာနဲ့အင်ဂျယ်လာနဲ့လမ်းမှာပဲအီဘိုတို့အခွဲနှောက်ရက်တာကိုခံရပါတယ်။ထုံးစံအတိုင်းပတ်စံတောင်းနေတာဖြစ်ပေမဲ့ ဤဘူကတော့ချီမိုကိုပြန်လဲခုခံလိုက်ပါတယ်။ချီမိုကတော့ခေါင်းမငုံပြီးဘာမှပြန်မလုပ်တာမို့လို့စိတ်မရှိတဲ့ဤဘူကပဲထိုးလွတ်လိုက်ပါတယ်။ကံကောင်းကျင်တော့သူတို့အနာကိုရဲရဲရောက်လာတာမို့လို့ဤဘူလည်းချီမိုကိုဒီတိုင်းပဲလှုပ်ပေးလိုက်ရပါတယ်။တနေ့ကအလောက်ကြောင့်ပင်ပန်းလာရတဲ့အပြင်ဤဘူစီကထိုးခံလိုက်ရတာမို့လို့ဘိုက်ဖီပြီးပဲအနာယူဖို့လှုပ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့အဖိုးရဲ့တူရိယာအတန်ထွက်လာတာမို့လို့ချီမိုလဲစိတ်ပူပြီးလိုက်ရှာတော့အိမ်ရှိမှာဟိုးဖြစ်သူကိုတွေ့လိုက်ရပါတယ် အမှန်တော့ကို့မွေးနေတောင်ကိုမေ့ပြီးလောက်စူးစားနေတဲ့ချီမိုလေးကိုမွေးနေ့ surprise လုပ်ပေးဖို့အိမ်ကလူတွေကပုံနေကြတာဖြစ်ပါတယ်။ဒါကိုသိလိုက်ရတဲ့ချီမိုရဲ့လူပင်ပန်းစိတ်ပင်ပန်းခဲ့ရသမျှမိသားစုတွေရဲ့အပြုံးနဲ့အတူတူချက်ချင်းပဲပျောက်ကွယ်သွားပါတော့တယ်။မိခင်ဖြစ်သူကချီမိုအလိုချင်ဆုံး cycle လေးကိုလက်ဆောင်ပေးလာတဲ့အပြင်မွေးနေ့ပွဲကိုစိုက်မာတွေ့လိုက်ရတဲ့ Rakee ဆိုတဲ့ကောင်မလေးကလည်းရောက်လာပါတယ်။မွေးနေ့မှာပျော်ရှင်ပါစေဆိုပြီးခတ်ပြောလာပေမဲ့ချီမိုကတော့သူမရဲ့အလှကိုငင်းနေခဲ့ပါတယ်။ လိုလာကမွေးနေ့မှာသူ့မောင်လေးအတွက်ရာကီနဲ့အတူဖြတ်သန်းမှုအတွက်စီစဉ်ပေးထားပါတယ်။ဒီစီစဉ်ကပဲချီမိုးရဲ့ဘွားတခြားလုံးပင်ပန်းခဲ့သမျှကိုခဏတာတက်တာစီခဲ့ပါတယ်။ရာကီနဲ့အတူဘိုးလင်းကစားလိုက်ဇားခွင်းထဲမှာနန်းလိုက်နဲ့ချီမိုးရဲ့ဘွားဟာနိုင်ပိုင်းလုံးပြည့်စုံနေခဲ့ပါတယ်။ဒီအပျော်ကလည်းကြာကြာမခံပဲချီမိုးတို့အနာကိုအီဘိုနဲ့သူ့အဖွဲ့သားတွေရောက်ရှိလာပါတယ်။စိုက်ကယ်ပေးမလားကော်မလေးပေးမလားဆိုပြီးချီမိုးကိုအကြက်လာကင်ပါတယ်။ချီမိုးကလည်းဒီနေ့တော့သူ့ကိုဆွတ်ထားပြီးဖို့အတွက်တောင်းဆိုပေမဲ့ သူပဲထိုးခံလိုက်ရပါတယ်။လက်မခံနိုင်တဲ့ Rocky ကဝင်ပါပေမဲ့သူမှလည်းပားရိုက်ခံလိုက်ရပါတယ်။ပြီးတာနဲ့ Cycle ရောပတ်စံတွေပါယူသွားကြပါတယ်။ဒီလောက်အနိုင်ကျင့်နေတာတော့ဘာမှပြန်မလုပ်နိုင်တဲ့ချီမိုကတော့ Rocky တယောက်ထွက်သွားတာကိုကြည့်ရင် Ibo လုံးနဲ့ကြံခဲ့ပါတယ်။ Ibo ကိုယ်တိုင်ကအ ਨੇ ဆုံးတော့သူ့ကိုတစ်ချက်လောက်ထိုးဖို့ပြောပေမဲ့ချီမိုကမလုံမရှက်ဖြစ်နေတာမို့လို့သူကပဲထပ်ပြီးထိုးခဲ့လိုက်ပါတယ်။ချီမိုရဲ့မွေးနေ့လေးကတော့ရာကီကိုဆုံးရှုံးလိုက်ရတဲ့အပြင်အစ်စ်ဆက်ဆက်ဘိန်းလေးကိုပါဆုံးရှုံးလိုက်ရပါတယ် ဒီဖြစ်ရပ်ကိုကြုံမိရတဲ့နောက်ပိုင်းအပြင်လောကမထွက်တော့တဲ့ချီမိုးကိုမိခင်ဖြစ်သူကထမင်းလာစားဖို့ခေါ်ပါလေ။ Ebo ကလည်းသူတို့အနိုင်ကျင့်ထားတဲ့ဗီဒီယိုကို social media မှာတင်ထားပါဗျ။ဒီလိုအနိုင်ကျင့်မှုတွေကိုခံစားနေရတဲ့တားဖြစ်သူအတွက်မိခင်ကတော်တော်လေးဝမ်းနည်းနေရပါတယ်။လူလာကတော့ရဲတိုင်မှုစီစဉ်မိမဲ့ချီမိုကတော့မလုပ်ဖို့လှမ်းတားပါတယ်။လူတိုင်းရဲ့ဘဝကခက်ခဲနေတာမို့လို့ရင်းမဆိုင်မဲ့ထွက်ပြေးတာကအသုံးမကျတာပဲဆိုပြီးလူလာကပြောလာပါတယ်။ တခါတော့ ebo ကိုရင်ဆိုင်ကြည့်ဖို့အပြန်အလှန်អော်ပြောနေတဲ့အချိန်မှာပဲအဖိုးဖြစ်သူကတက်သွားတာမို့လို့အရေးပေါ်ဆေးထိုးပြလိုက်ရပါတယ်။မိသားစုလိုက်စကားများပြီးတဲ့နောက်အလုတ်ကိုစီနဲ့အပြင်ထွက်သွားကြပါတယ်။ချီမိုကတော့မိခင်ဖြစ်သူအလုတ်လုံးနေတဲ့နေရာကိုလိုက်သွားရင်အချိန်တူတူကုံဆုံးလိုက်ကြပါတယ်။ပြီးတာနဲ့အမားဖြစ်သူကိုလည်းတောင်းမတဲ့အနေနဲ့အလုတ်ချိုပေးခဲ့ပါတယ်။ရာကေကတော့ချီမိုကိုမြင်တာနဲ့လမ်းမှာရှိနေတဲ့တခြားကောင်လေးကိုနမ်းပြသွားပါတယ်။ စိတ်မကောင်းဖြစ်သွားပေမဲ့အမဖြစ်သူကို တောင်းပန်စကားဆိုပြီးဆိုင်ကိုပြန်ထွက်လာလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးအလွတ်လုတဲ့အပြင်အားရင်အားတဲ့အချိန်မှလည်းအရင်လိုမိသားစုကိုအချိန်ပေးပြီးဘောက်စင်နဲ့အပြင်ထန်လေးကျင်ပါတယ်။အချိန်ပိုင်းအလုတ်မှန်သမျှကိုစူးစားပန်းစားလုပ်ပြီးနေ့ရက်တိုင်းကိုရုပ်ပိုင်းရောစိတ်ပိုင်းရောတန်မာလာအောင်လေ့ကျင့်နေပါတယ်။ချိန်နေကြလာပြီးရနောက်ချီမိုဟာတော်တော်လေးတံမာလာခဲ့ပြီဖြစ်တယ်လို့သူ့ရဲ့ကန်ဆိုးစီတဲ့နေရက်တွေကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာပါတယ် တရက်မှာတော့ပုံမှန်အတိုင်းပဲအလောက်အများနဲ့နောက်ကျတတ်တဲ့အမဖြစ်သူရဲ့စုညံတန်တွေကိုကြားရပြီးတဲ့နောက်မနက်စာစားကအဖိုးဖြစ်သူကိုစေယုံစီပို့ပေးပါတယ်။အဲ့ဒီချိန်မှာသူအရန်ရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရပြီ။အဲ့ဒါကတော့အီဘိုတယောက်သူ့ကိုကုပေးနေတဲ့လူကို အော်ဆဲနေတာပဲဖြစ်ပါတယ်။ချီမိုးရဲ့စိုက်ကင်နဲ့ပဲအက်ဆီဒန့်ဖြစ်သွားခဲ့တာဖြစ်ပြီးကြောရိုးအပေါ်ပိုင်းကထိခိုက်သွားတာမို့လို့တတလုံးအယိုးပြောပုံစံနဲ့နေသွားဖို့များပါတယ်။ ငါကိုကလေးကအယိုးပြော့ယောဂအခန့်ရှိနေတာမို့လို့ဤဘိုးရဲ့မိဘတွေကစိုက်ကဲမဝယ်ပေးတာပဲဖြစ်ပါတယ်။အိမ်ပြန်ရောက်တာနဲ့သူ့အနိုင်ကျင့်ခဲ့သမျှကိုပြန်ကြည့်ရင်းနဲ့နောက်တနေ့မှဤဘိုးအိမ်ကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဤဘိုးတို့အိမ်ကိုဝင်ဝင်ချင်းပဲဤဘိုးစီအလဲလာတဲ့သူဆိုလို့ချီမိုတယောက်ပဲခစ်တာမို့လို့အန်လီကြီးတဦးကလည်းနွေ့နွေ့ထွေးထွေးကြူဆိုပေးပါတယ်။ဟိုဟိုဒီဒီရှောက်ကြည့်ပြီးတဲ့နောက်ဤဘိုးကိုသူ့ကိုတောင်းပန်မှုအတွက်ပြောလိုက်ပါတယ်။ ။ဤဘိုကတော့အထက်တန်းမှာအနိုင်ကျင့်တဲ့အတွက်လား၊ဆိုက်ရက်အတွက်လား၊အမအတွက်လား၊ရီးစားအတွက်လားဆိုကသူ့ဘဝမှာဘသူ့ဘဝမှာမတောင်းပန်မှုဆိုပြီးညှင်းလွတ်လိုက်ပါတယ်။ချီမိုကတော့ဘာမှမပြောဘဲထွက်သွားတာမို့လို့ဤဘိုကတော့အရင်လိုအတော့မကြတဲ့ငကြောက်ကောင်ပဲဆိုပြီးဆဲဆိုကကြံရိတ်ခဲ့ပါတော့တယ်။ဒါကိုစိတ်အလိုမကျဖြစ်နေတဲ့ချီမိုကမိခင်ဖြစ်သူထံမှာရောရန်သူတယောက်ရှိဦးလားလို့မေးလိုက်ပါတယ်။တစ်ချိန်လုံးကမိခင်ဖြစ်သူရဲ့အချစ်ဆုံးတငယ်ချင်းဟာသူမရဲ့ယောက်ျားနဲ့ဖောက်ပြန်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ကလစားခြေစဉ်ကြိတ်ဖြစ်ခဲ့ပေမဲ့သူမရဲ့နောက်ွယ်မှာလိုလာချီမိုနဲ့ဖခင်ဖြစ်သူတို့ကြန့်ရှိနေသေးတာမို့လို့အရှုံးသမားတွေကိုဒီတိုင်းပဲခွင့်လွှတ်ပေးလိုက်ပါတယ်။ချီမိုရဲ့အကြောင်းကိုသိနေတဲ့မိခင်ကလည်းကလစားခြေရဲဆိုတာတတိရှိရလို့ခေါ်တာမဟုတ်ကြောင်းရှင်းပြပေးပါတယ်။ကလစားခြေပြီးနောက်ကိုယ့်ရဲ့စိတ်ပါညဉ့်ဉန်းသွားစီတာမို့လို့တားဖြစ်သူကိုအရာရာတိုင်းမှာမေတ္တာထားဖို့အတွက်အဆုံးမလိုက်ပါတယ်။အရှုံးသမားတွေကသူနဲ့ထိုက်တန်တဲ့အကျိုးရလဒ်ကိုပိုင်ဆိုင်ရမှာပဲဖြစ်ကြောင်းလည်းထပ်မံပြောပြလိုက်ပါတယ်။ ဒါပေမဲ့လည်းချီမိုးကတော့လက်မခံနိုင်ဖြစ်နေပြီးတေချာပေါ့အီဘိုသူ့ကို တောင်းပန်ရမယ်ဆိုပြီးအိမ်ကိုထွက်သွားလိုက်ပါတယ်။အီဘိုရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့သူနဲ့အတူလမ်းလျှောက်ဖို့ကမ်းလှမ်းလိုက်ပါတယ်။အီဘိုကတော့ထုံးစံတိုင်းငင်းဆန်နေပြီးချီမိုးကအဝတ်ပလာနဲ့ရှောက်မလားအဝတ်ပါပြီးရှောက်ချင်လားဆိုပြီးချိန်ချောက်မှပဲအီဘိုတရားအောက်ထက်ကိုလိုက်လာခဲ့ပါတယ်။အောက်ရောက်တဲ့အခါမှာတော့အီဘိုနှိပ်စက်ခဲ့တဲ့ညလူတိုင်းကရောက်နေပြီဖြစ်ပြီးအီဘိုကတော့ဝီချဲပေါ်မှာနေနေရတဲ့အထိလေမလျှော့သေးလာတဲ့ကောင်တွေကိုပါဆဲဆုံနေပါတယ်။ အဲ့ဒါကြောင့်အားလုံးကဝိုင်းပြီးထိုးကျိတ်နေကြပြီးဝီးချက်ပေါ်ကဆွဲချကဝိုင်းကန်နေကြပါရယ်။ဤဘို့ကိုဝိုင်းတီးတာကြပြီးမို့လို့ချီမိုးကပြန်တားပေမဲ့အားလုံးကတော့ညှိုးတွေစုပြီးဤဘို့ကိုတီးနေကြပါရယ်။ရဲတွေလာမှပဲအကုန်ထွက်ပြေးကြပြီးချီမိုးပဲကြံနေခဲ့ပါရယ်။ဤဘို့ကချီမိုးဟာအခုထက်ထိသူ့အပေါ်ပြန်မလုပ်သေးရမို့လို့မကျင်မနက်ဖြစ်နေပြီးချီမိုးလိုစိတ်လို့သူ့မှာရှိခြင်းကြောင့်ရက်ပြုတ်ကဆုံနေခဲ့ပါရယ်။အခန်းထဲပြန်ရောက်တဲ့အချိန်မှာတော့ဤဘို့ရဲ့ဖခင်ရောက်ရှိလာတာမို့လို့ချီမိုးလည်းပုန်းနေရပါရယ်။ ဟောင်းရင်ဖြစ်သူကမတန်မဆွမ်းဖြစ်နေတဲ့အီဘိုကိုပါလာတဲ့အမျိုးသမီးနဲ့အတူလောင်ပြောင်နေပြီးမိရင်ဖြစ်သူကိုပါကွဲရမှာဆော်ကားနေတာမို့လို့အီဘိုနဲ့တာဖာနှစ်ယောက်ရန်ဖြစ်နေကြပါတယ်။ဟောင်းရင်ဖြစ်သူကကျေးဇူးမသိတဲ့တဲ့ကောင်အတော့မကြတဲ့ကောင်ဆိုပြီးဆဲဆိုကထွက်သွားပြီးတော့နောက်အီဘိုလည်းအောင်းငုံနေခဲ့ရပါတယ်။ချီမို့ကိုဂရင်မော်တင်မေးဖို့အကူအညီတောင်းလိုက်ပြီးသူတယောက်တည်းနေစင်ကြောင်းပြောကမောင်းထုတ်လိုက်ပါတယ်။ချီမိုလည်းလိုအပ်တာတွေအကုန်လုပ်ပေးပြီးတဲ့နောက်အင်ကိုပဲပြန်လာခဲ့ပါတယ်။ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ပဲညစာစားလိုက်ပြီးဤဖို့အတွက်မိဘတွေအနိုင်ကျင့်မှုကိုတိုင်ကြားဖို့ရှာဖွေကြည့်ပါတယ်။နောက်တစ်နေ့အဖိုးကိုစေယုံကိုပို့ပေးပြီးဤဖို့နဲ့တွားရောက်တွေ့ဆုံပါတယ်။ဤဖို့သာဆန္ဒရှိရင်သူ့ဖခင်ကိုတိုင်ကြားလို့ရကြအောင်ရှင်းပြပေးပေးမယ်။ဤဖို့ကတော့ဘသူအကူအညီမှမလိုဘူးဆိုပြီးမောင်းထုတ်လိုက်ပါတယ်။နားချလို့မရမှန်းသိတဲ့ချီမို့လဲအိမ်ပြန်ဖို့လောက်ပေမဲ့ဤဖို့ကလူတွေထားတဲ့နေရာကိုလိုက်ပို့ဖို့တောင်းဆိုလာပါတယ်။ အမှန်တော့အီဘိုကဖခင်ရှုပ်ထားတဲ့နောက်မိန်းမနဲ့အတူနေရတာဖြစ်ပြီးသူ့ရဲ့မိခင်ကတော့ကင်ဆာရောဂါနဲ့ဆုံးပါသွားခဲ့ပါတယ်။ချီမိုကလည်းဖခင်ဖြစ်သူဟာသူ့ငယ်လေးတည်းကနောက်မိန်းမယူသွားတာမို့လို့သူ့ရဲ့မျက်နှာကိုတော့မမြင်ဘူးကြောင်းချီမိုကလည်းပြန်လည်ရင်ဖွင့်လာပါတယ်။အီဘိုမိခင်ရဲ့အုပ်ဂူရှိမှာတော့ချီမိုကတယောက်တည်းထားခဲ့ပေးပါတယ်။မိခင်ရဲ့ဓာတ်ပုံလေးကိုကြည့်ရင်ဝမ်းနဲ့နေတဲ့အီဘိုကိုချီမိုတယောက်စာနာစိတ်တွေပုံမိခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့အီဘိုရေးထားတဲ့သချင်းကိုတွေ့ပြီးဆိုပြဖို့ချီမိုကတောင်းဆိုလာပါတယ်။ ။အီဘိုကလည်းလက်ခံသဘောတူခဲ့ပြီးချီမိုကဘီးဘောက်စ်လုပ်ပေးပါရယ်။ဒီတချင်းတစ်ပုတ်လုံးကအီဘိုရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါရယ်။အဖေကစေသမားဖြစ်နေတဲ့အပြင်အမေကတော့ကင်ဆာကြောင့်ဆေးရုံတက်နေရပါရယ်။အဲ့လိုအချိန်ဒီမှာအိမ်မှာတယောက်တည်းကြံခဲ့တဲ့အီဘိုကအထီးကျန်စွာနဲ့ဖအေဖြစ်သူပြန်လာကိုစောင့်ညော်နေရဘူးပါရယ်။အရွယ်ရောက်လာတဲ့အခါမှာလေမိခင်ဖြစ်စေခြင်းနဲ့တားလိမ်မှာတယောက်မဖြစ်ခဲ့တာမို့လို့တောင်းပန်ကြောင်းလဲတချင်းထဲမှာထည့်ရေးထားခဲ့ပါရဲ့ တချင်းကိုနားထောင်ပြီးအီဘိုးရဲ့ဘဝကိုသိသွားတဲ့ချီမိုကအီဘိုးကိုသူ့ရဲ့အင်စီခေါ်သွားခဲ့ပါတယ်။အီဘိုးကတော့ငင်းဆန်ပေမဲ့ထပြေးလို့မရတဲ့အခြေအနေမို့လို့ချီမိုသဘောတိုင်လိုက်လျောပေးလိုက်ရပါတယ်။အင်ရောက်တဲ့အခါမှာတော့ချီမိုရဲ့မိခင်ကအံ့ဩသွားပေမဲ့အီဘိုးရဲ့အမေနေကောင်းလားလို့မေးလိုက်ပါတယ်။အီဘိုးကတော့လွန်ခဲ့တဲ့နှစ်တုန်းကပဲဆုံးပါသွားပြီဖြစ်ကြောင်းပြန်ပြောလာတာမို့လို့မိခင်နဲ့စိတ်မကောင်းဖြစ်ပြီးတောင်းပန်စကားဆိုလိုက်ပါတယ်။လိုလာကတော့အီဘိုးကိုမြင်တာနဲ့ဒေါသထွက်ပေမဲ့မောင်ဖြစ်သူခေါ်လာတာမို့လို့လက်ခံသဘောတူပေးခဲ့ပါတယ် ဒါပေမဲ့လည်း휘ချဲပေါ်ကနေအီဘိုကစနေတာမို့လို့စိတ်ဆိုးပြီးထွက်သွားခဲ့ပါတယ်။လိုလာရဲ့ပုံစံကိုကြည့်ပြီးအီဘိုအပါအဝင်တအိမ်သားလုံးနဲ့ထိုင်ရင်နေမိကြပါတယ်။တတိမထားမိခင်အချိန်လေးမှာပဲအီဘိုနဲ့ချီမိုတို့ကအခင်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပြီးနေ့ရက်တိုင်းကိုအတူတကွဖြတ်တန်းနေကြပါတယ်။တရက်မှာတော့အီဘိုကိုချီမိုအပန်းဖြေနေကြရေကန်နဘေးကိုခေါ်လာပေးပါတယ်။ချီမိုမှာအိမ်မက်တစ်ခုရှိပြီးအမေဖြစ်သူအတွက်ချူရိုစာရင်းဒီဇိုင်းဖွင့်ပေးနေတာပဲဖြစ်ပါတယ်။ သူတက်ဆိုင်ရင်အမေရှိသေးတဲ့ချီမိုးရဲ့စိတ်ကူးလေးကိုအီဘိုကပထမဆုံးအနေနဲ့ချီးကျူးလိုက်ပါတယ်။အီဘိုကသူ့ဖခင်ရဲ့ကားကိုခိုးခိုင်းပြီးချီမိုးနဲ့အတူတူရှောက်သွားကြပါတယ်။ချီမိုးကလည်းအီဘိုတယောက်မတန်မဆွမ်းတယောက်လိုမခံစားရစေပဲအများကြီးတူကလပ်တွေဘားတွေပါလိုက်ပို့ပေးလိုက်ပါတယ်။နှစ်ယောက်သားဖြတ်တန်းခဲ့ရတဲ့ပျော်ရွှင်စရာအချိန်လေးတွေကိုပြန်ပြောနေကြတော့မှပဲအီဘိုရဲ့ဖခင်ရောက်လာပြီးကားကိုယူသွားတဲ့အီဘိုကိုဆဲဆိုကအိမ်ထဲကိုခေါ်သွားပါတယ်။အီဘိုကတော့သူ့အတွက်စိတ်မပူပဲအေးစစ်အိမ်ပြန်မှုလှမ်းပြောလိုက်ပါတယ်။ နောက်တနေ့မနက်မှာတော့စေးရုံမှာအီပိုရောက်ပြီလားစုံစမ်းမိမယ်မရောက်လာသေးတာမို့လို့ချီမိုလဲအင်ကိုအပြေးသွားရပါတယ်။အခန်းထဲကိုရောက်တဲ့အချိန်မှာတော့လဲကျနေတဲ့အီပိုကိုထူပြီးရေဘက်တိုက်ဝက်စားလဲပေးပါတယ်။ပြီးတာနဲ့အီပိုဒီကနေဖြတ်သွားနိုင်မှုကူညီပေးမယ်ပြောပြီးယူရမဲ့ပစ္စည်းတွေအားလုံးကိုစုပေးလိုက်ပါတယ်။အဲဒီနောက်အီပိုကိုတောင်းပန်ပြီးအားရပါရထိုးကျိတ်လိုက်ပါတယ်။ခဏကြာမှာတော့ရဲကားတွေပါရောက်လာပြီးအီပိုရဲ့ဖခင်ကိုတားဖြစ်သူအားနှိပ်စက်မှုနဲ့ဖမ်းခေါ်သွားကြပါတယ်။ ဒီလိုငရဲတွင်းကနေကဲတင်လာပေးတဲ့ချီမို့အတွက်အီဘိုကစိုက်ကအကျွေးဆက်ပေးတဲ့အပြင်ပိုတဲ့ပတ်စံကိုလည်းချူရိုဆိုင်လေးမှာရင်းနှီးနှုတ်နှံကြောင်းပြောလာပါတယ်။ချီမို့လည်းအတော်လေးဝမ်းသာသွားပြီးလမ်းသွားလို့ရတဲ့ဝီချက်တစ်ခုအီဘိုအတွက်လက်ဆောင်ပြန်ပေးခဲ့ပါတယ်။ချီမို့ရဲ့မိခင်အများအန်းဖြစ်ချင်ခဲ့တဲ့အိမ်မက်ကလေးကိုအီဘိုရဲ့အကူအညီနဲ့ပဲဆိုင်လေးကိုဖွင့်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။လိုလာကလည်းအီဘိုကိုအမြင်ကြည့်သွားပြီးအခုလိုကူညီပေးလို့ကျေးဇူးတင်ကြောင်းပြောသွားပါတယ်။ ။ဤဘိုကတော့သူ့ဘဝမှာပထမအဆုံးကျေးဇူးတင်ခံရတဲ့ခံစားချက်ကိုကောင်းကောင်းကြီးခံစားရနေချီမိုရဲ့မိသားစုကိုငေးကြည့်နေခဲ့ပါတယ်။ဒါပေမဲ့လည်းချီမိုအပေါ်လုခဲ့တဲ့ခံစားချက်တွေကိုဖျောက်ပြစ်နိုင်ပေအားနာစေကြောင်းဒီကနေထွက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှာတော့ ibo ကစားတဆောင်နဲ့အတူဖြစ်ခဲ့သမျှကိုတောင်းပန်ကြောင်းချီမိုအမေစီမှာမှာသွားပါတယ်။ချီမိုလည်းအသေးအတန်စိတ်ယုံမှလိုက်ရှာပေမဲ့ဘယ်နေရာမှာရှာမတွေ့ပဲရင်းနေနေတဲ့ဝီချက်လေးကိုပဲတွေ့လိုက်ရပါတယ်။ တာဝန်ကျဆရာမလည်းရောက်လာပြီးအီဘိုဘာမှမဖြစ်ကြောင်းလာပြောတာမို့လို့သူရှိရာအခန်းထဲကိုလိုက်သွားပါတယ်။အီဘိုကတော့ချေချော်ကြတာဆိုပြီးလိမ့်နေပေမဲ့ကိုယ့်ကိုယ်ကိုတတ်တည်ရဲဆိုတာကိုသိနေတဲ့ချီမိုကတော့နားမလည်နိုင်ဖြစ်နေပါတယ်။စေယုံမှာအပြန်အလှန်စကားပြောနေကြပြီးအီဘိုကဒီလိုဘွားကြီးမှဆက်ရှင်တန်ဖို့စိတ်ကူးမရှိတော့ကြောင်းနဲ့အတူသူသာတင်အေဂျင့်နဲ့ရေပြင်ပေါ်မှာပဲတည်ခြင်းကြောင်းပြောလာပါတယ်။ဒီကိစ္စကိုလည်းချီမိုကကူညီပေးရမှာဖြစ်ပြီးချီမိုကတော့တော်တော်လေးဝမ်းနည်းနေကြရပါတယ်။ ဒါပေမဲ့လည်းသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့အီဘိုရဲ့တောင်းဆိုမှုဖြစ်တာကြောင့်အစီအစဉ်ကိုလက်ခံသဘောတူလိုက်ပါတယ်။အီဘိုကလည်းသူ့ကိုကူညီပေးတဲ့ချီမိုကိုနောက်ဆုံးအနေနဲ့ကျေးဇူးတင်စကားပြောပြီးတဲ့နောက်ချီမိုကမေးစေးထိုးပစ်လိုက်ပါတယ်။မိတာနဲ့သူတို့ဆုံနေကြကန်ထဲမှာပဲအီဘိုရဲ့သတိမိနေတဲ့ခန္ဓာကိုယ်ကို ရေးမြောပစ်လိုက်ပါတယ်။တဖြည်းဖြည်းနဲ့အီဘိုတယောက်ရေထဲမှာနင်းမြုပ်သွားတဲ့နောက်တစ်ဖက်ကချီမိုလည်းတော်တော်လေးကိုဝမ်းနည်းနေရပါတယ်။ သူ့အပေါ်ဘာတွေပဲလောက်ခက်လောက်ခဲအစင်မပြေတဲ့မိသားစုဘဝကနေလာခဲ့တဲ့ ibo ကိုတနာလာတာကြောင့် ibo ကိုရေကူးပြီးပြန်ဆဲလာပါတယ်။ပြီးတာနဲ့သတိရအောင်လုပ်ပေးက ibo လည်းသတိပြန်ဝင်လာခဲ့ပြီးနှစ်ယောက်သာပျော်ပျော်ရွှင်ရွှင်ဟီမောလိုက်ကြရင်းနဲ့ဇလန်းလေးကဆုံးသက်သွားခဲ့ပါတယ်။